မြန်မာတိုင်းနိုင်ငံလုံးမှာစစ်ရှုံးနေတဲ့အကြမ်းဖက်စစ်ကောင်စီကတူလောက်ခန့်ရပ်ဖက်နဲ့စစ်ဘက်တွဲဘက်ပါဝင်တဲ့လုံချုံရေးဗဟိုကြီးကြက်ကိုကဲမှုအဖွဲ့ကိုဖွဲ့စည်းလိုက်ပြန်ပြီတိုက်ပွဲတွေပါပါဝင်တိုက်ခိုက်မယ်ဆိုပြီးတော့လှုပ်လာပြန်တဲ့လူနေပြီးတော့စစ်တပ်တရင်ရှင်းမြစ်ကရန်ကုန်ခေတ်တွေကိုပြောပါတယ်အဲ့ဒီစစ်ကောင်စီရဲ့အစ်စ်ထပ်ဖွဲ့လိုက်ပြန်တဲ့လုံချုံရေးဗဟိုကြီးကြက်ကိုကဲမှုအဖွဲ့မှာငယ်စရေးရဝင်ကြီးကဥက္ကဋ္ဌပြည်ထရေးကာကွယ်ရေးစစ်ရုံးဒုတိယတိုင်းမှုတွေပြည်내နဲ့အတိုင်းစစ်ကောင်စီလုံချုံရေးဝင်ကြီးတွေ ရဲတပ်ဖွဲ့စစ်မှုထမ်းဟောင်းအဖွဲ့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့မိသက်ဦးစီးဌာနကတာဝန်ရှိတဲ့သူတွေအပါအဝင်အဖွဲ့ဝင်14ဦးပါဝင်တဲ့အကြောင်းထုတ်ပြန်ချက်ကိုဩဂုတ်လ16ရက်နေ့ကပဲအကြမ်းဖက်စစ်ကောင်စီအတွင်းရေးမှူးဗိုလ်ချုပ်ကြီးအောင်လင်းတွေဆိုတဲ့သူရဲ့လက်မှတ်နဲ့ထုတ်ပြန်လိုက်တာဖြစ်တယ်လို့နေပြီးတော့စစ်တပ်တရင်ရှင်းမိကပြောထားပါလိမ့်အဲ့ဒီအဖွဲ့ကမှတဆင်အောက်ခြေကပြည်နယ်နဲ့တိုင်းခရိုင်မြို့နယ်နဲ့ရက်ွက်ကြေးရွာအစ်စ်လုံခြုံရေးကြီးကြပ်ကိုကဲမှုအဖွဲ့တွေထပ်ဖွဲ့ပြီးလန်ဒန်တက်စင်တာတွေရိတ်ခါနဲ့ထောက်ပို့လုပ်တာတွေ စစ်စင်ရဲ့ဘျူဟာတွေကိုလေ့ကျင့်နာတွေဆောင်ရွက်မှာဖြစ်တယ်လို့လဲဆိုထားပါသေးတယ်။ဒါဟာစစ်ကောင်စီကအရက်ဖက်နဲ့စစ်ဘက်ကိုပူးတဲ့တာဝန်ယူပြီးတိုက်ခိုက်တဲ့သဘောဖြစ်တယ်လို့တိုင်းမှုတွေစီမာပဲစစ်စင်ရဲ့အတွက်တာဝန်ရှိတာလည်းမဟုတ်တော့ပဲ။အဲ့ဒီအဖွဲ့တွေမှာပါတာဝန်ရှိတဲ့သဘောဖြစ်ပြီးဗဟိုထိန်းချုပ်မှုလျှော့တဲ့ပုံစံနဲ့သက်ဆိုင်ရာနေမြေတွေမှာစစ်ရေးလုပ်ပိုင်ခွင့်ပေးလိုက်ပြန်တဲ့သဘောဖြစ်တယ်လို့နေပြည်တော်စစ်တပ်တရင်ရှင်းမြစ်ကပြောထားပါတယ်ခင်ဗျ။တစ်ဖက်မှာတော့ နိုင်ငံရေးဝန်က73စီဆိုင်တိုင်းမှာအချမ်းပတ်စစ်ကောင်စီရဲ့စစ်ပယ်ရဲပတ်နဲ့ဌာနဆိုင်ရာဝန်တန်းတွေအတွက်ဦးစားပေးအရေးစီတွေခြံထားကြဖို့စစ်ကောင်စီကညွန်ကြားမှုတွေရှိနေတယ်လို့73စီဆိုင်တချို့ရဲ့အယောင်ဆိုင်ဝန်တန်းတွေကရန်ကုန်ကစ်တွေကိုပြောပါတယ်။လက်ရှိ73စီဆိုင်တွေမှာစီရှိသည်ဖြစ်စေစီပြတ်နေတဲ့အချိန်မှာပဲဖြစ်စေစစ်ကောင်စီရဲ့စစ်ပယ်ရဲနဲ့ဌာနဆိုင်ရာဝန်တန်းတွေအတွက်ဦးစားပေးအရေးစီတွေကိုခြံထားခိုင်းတဲ့အပြင် အဲ့ဒီခြံထားတဲ့စီရီကိုစစ်ကောင်စီရဲ့ဌာနဆိုင်ရာကားတွေနဲ့စစ်ဘက်ရဲဘက်ကားတွေလာရောက်ပြီးစီထက်တဲ့အချိန်မှာဦးစားပေးအဖြစ်ထည့်ပေးရမှာဖြစ်တယ်ဆိုပြီးစစ်ကောင်စီကစီဆိုင်တွေကိုညှို့ချမှုတွေရှိနေတယ်ဆိုပါလေအဲ့ဒီအတွက်လက်ရှိနိုင်ငံတော်ဝန်က73စီဆိုင်တွေမှာစစ်ကောင်စီရဲ့တပ်ဆိုင်ရာဌာနတွေအတွက်ဆိုပြီးအရန်စီရီကိုခြံထားပေးရသလိုတချို့ဆိုင်တွေမှာဆိုရင်စစ်ကောင်စီရဲ့ဌာနဆိုင်ရာတွေအတွက်စီလီတာ200လောက်ခြံရတဲ့ဆိုင်တွေနဲ့တချို့ဆိုင်တွေကစီလီတာ900လောက်ကိုမရောက်မဲ့ ခြံထားပေးရတာတွေလည်းရှိတယ်လို့စီဆိုင်အယောက်မန်နေဂျာတူကပြောထားပါတယ်။လက်ရှိမှာတော့အချမ်းပတ်စကောင်စီကဒေါ်လာဈေးနှုန်းနဲ့73စီဈေးနှုန်းတွေကိုထိန်းချုပ်ထားမှုကြောင့်နိုင်ငံတော်က73စီပြက်လက်မှုတွေဟာမကြာခဏစိုးတလို့ဖြစ်ပေါ်နေကြလို့လည်းသိရပါတယ်ခင်ဗျ။ဒါပေမဲ့တော့မန္တလေးတိုင်းငဇုံမြို့နယ်မှာရှိတဲ့ငညာကြီးမြို့ပေါ်ကအကြက်ပတ်စကောင်းစီရဲ့ yes ကနေစစ်ကောင်းစီတဆွဲထားရနေရတွေကို PDF ပူပေါင်းတက်တွေကဝင်ရောက်တက်ကဲမှုအတွေ့ စေကောင်းစီတပ်သားတွေကိုပါအရှင်ဖမ်းဆီးရမိတာပြီလက်နက်ခဲယံတွေလည်းတင်းစီရရှိထားတယ်လို့ငစုံမြို့နယ်ပကဖားရဲ့တာဝန်ခံတဦးကရန်ကုန်ခေတ္တကိုပြောထားပါတယ်ဒီကနေ့အောက်လစကွေးရနေ့မနက်ပိုင်းမှာပဲမန္တလေးတိုင်းငစုံမြို့နယ်မှာရှိတဲ့ငမြာကြီးမြို့ပေါ်ကအချက်ဖက်စစ်ကောင်းစီရဲ့ yes ကနေစေကောင်းစီတပ်ဆွဲထားရနေရာတွေကို PDF ပူပေါင်းတပ်တွေကဝင်းရောက်တိုက်ခိုက်ချေမှုန်းခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုတွေအတွေ့အချက်ဖက်စစ်ကောင်းစီဘက်ကအသေးတဲ့သူတွေလည်းတော်တော်များတဲ့အဖြစ် အရှင်ဖမ်းမိထားတဲ့စစ်ကောင်စီတပ်သားတွေလည်းရှိထားပြီးလက်နက်ခဲယံတွေလည်းတင်းစီရရှိထားသလိုစစ်ကောင်စီကလေကြောင်းကနေအသေးအတန်ဘုံကျဲတိုက်ခိုက်နေတဲ့အတွက်တိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့ငစုံမြွတ်နဲ့ပကပတာဝန်ကတူကပြောထားပါတယ်ခင်ဗျာတဖက်မှာတော့အချက်ပတ်စစ်ကောင်စီကတပရင်မြို့ပေါ်ကိုလေကြောင်းကနေဇက်တိုက်ဘုံကျဲပြစ်ခတ်တိုက်ခိုက်မှုတွေနဲ့အင်အားအလုံးကျုံတုံးပြီးစစ်ကူတွေပါလေရင်နဲ့ခြာထားပေးမှုတွေကြောင့်ပဲတပရင်မြို့ပေါ်ကနေတော်လန်ရစ်တပ်တွေအနေနဲ့စစ်ရေးအရခိတ္တပြန်ဆုတ်ပေးထားတယ်လို့ တော်လိုင်းသတင်းရှိမိကရန်ကုန်ခေတ်တွေကိုပြောပါတယ်။အော်ခလာ၁၈ရက်နေ့မှာပဲတပိုင်းမျိုးမှာရှိတဲ့အချက်ဖက်စစ်ကောင်စီ yes can တွေထွေအုပ်ရုံတွေအပါဝင်စစ်ကောင်စီရဲ့ဌာနဆိုင်ရာရုံတွေအကုန်လုံးကိုတော်လိုင်းရဲတပ်တွေကပိန့်ပိုက်လိုက်ပြီးတပိုင်းမျိုးကိုထိန်းချုပ်လိုက်တဲ့အချိန်အချက်ဖက်စစ်ကောင်စီတပ်ကမြို့ပေါ်နေရာအနှံ့ကိုတိုက်လေရင်နဲ့ရော့ရဟတ်ရင်တွေပါတုံးပြီးလေကြောင်းကနေမစင်မချင်းဘုံကျဲပစ်ခတ်တိုက်ခိုက်တာတွေကိုတောက်လျှောက်လုပ်ပြီးတော့အင်အားအလုံးရင်းနဲ့စစ်ကူတွေပါလာချသွားပြန်တဲ့အတွက် တော်လိုင်းရဲ့တက်တွေကမြို့ပေါ်ကနေစီရေးအရာခစ်တာပြန်ဆုတ်ပေးထားတယ်လို့တော်လိုင်းရဲ့သတင်းရင်းမြစ်ကပြောထားပါလိမ့်။လက်ရှိမှာတော့မြို့ရဲကိုကြုံဝင်လာတဲ့အချက်ဖက်စစ်ကောင်စီတပ်ရဲ့စစ်ကူစစ်ကြောင်းတွေကိုမြို့ပပတ်လေကနေတော်လိုင်းရဲ့တက်တွေကစီရေးသဘောအရဝိုင်းထားတဲ့အနေအထားဖြစ်တယ်လို့တော်လိုင်းရဲ့သတင်းရင်းမြစ်ကရှင်းပြထားပါလိမ့်။လက်ရှိမှာတော့မနေ့ကတပည့်မျိုးမှရှိတဲ့စစ်ကောင်စီတပ်စခန်းတွေအကုန်လုံးကိုတော်လိုင်းရဲ့တပ်တွေကတိုက်ခိုက်သိမ်းပိုက်တဲ့အချိန်အလံပြူထောင်လက်လက်ချပူးပေါင်းခဲ့တဲ့စစ်ကောင်စီဝင်စုစုပေါင်း123ဦးကို ဒေါ်လာရေးတက်တွေကကောင်းကောင်းမွန်မွန်စောင့်ရှောက်ပေးထားတယ်လို့လည်းသိရပါတယ်ခင်ဗျာတစ်ဖက်မှာတော့ရခိုင်ပြည်နယ်ဘူတီတောင်မောင်ဒေါ့ဒေတာမှာရခိုင်နယ်ရိုဟင်ဂျာတွေအကြားတည်င်းတူတည်င်းအမှားတွေနဲ့ဆွဆွဲပြောဆို ရေးသားမှုတွေမလုပ်ဘူးအရခတ်တော်အေအေကအလေးနဲ့တတိပေးနေပါတယ်လက်ရှိမောင်ဒေါ့မျိုးတိုင်းတိုက်ပွဲနဲ့ပတ်သက်ပြီးတော့လေလူမျိုးရေးမုံတရားဖြစ်အောင်တည်င်းတူတည်င်းအမှားတွေနဲ့ဆွဆွဲပြောဆိုရေးသားနေကြတာကိုစက်တိုက်တွေ့ရှိနေရတယ်လို့လူခွင့်ရဲ့အရေးချုံထားတဲ့လူပုဂ္ဂိုလ်တချို့ကပါ အဲ့ဒီလိုတည်င့်တူတည်င့်အမှားတွေကိုရေးသားပြောဆိုနေတာတွေတွေ့နေရတယ်လို့အခါတတော်အေအေကဆိုထားပါလေလက်ရှိအချိန်ထိမောင်တော်မြို့မှာနေရာနဲ့တိုက်ပွဲတွေဖြစ်ပွားနေပြီးမြေပြင်မှာကအချက်ဖက်စစ်ကောင်စီနဲ့စစ်တလောက်ခန့်အာစာအဖွဲ့အပါဝင်မွတ်စလင်လက်နက်ကိုင်အဖွဲ့တွေကသာပြည်သူတွေကိုလူသားတိုင်းအဖြစ်အသုံးပြုပြီးမြို့ထဲမှာပိတ်လောင်ထားကြတာဖြစ်တယ်လို့ဆိုထားပါလေအခါတတော်အေအေကလက်ရှိမောင်တော်မြို့ကိုတိမ့်ပိုက်နိုင်ဖို့အတွက်ထိုးစစ်ဆင်တဲ့နေရာမှာလေမြို့ထဲမှာစစ်ကောင်စီတပ်ကလူသားတိုင်းလုထားတဲ့ပြည်သူတွေကိုပါ နေ့စဉ်နဲ့အမျှကဲထုတ်ပေးနေပြီလက်ရှိအရကတတော် AA ကမောင်တော်မြို့ထဲကနေကဲထုတ်ပေးထားတဲ့ပြည်သူအယောက်ပေါင်း2000နီးပါးရှိနေပြီဖြစ်တယ်လို့ပြောထားပါတယ်လက်ရှိမြန်မာနိုင်ငံမှာကခေတ်ဆက်ဆက်ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့တဲ့လူမျိုးရေးဘာသာရေးပဋိပက္ခတွေဖြစ်အောင်လှုပ်ဆောင်နေတဲ့အဓိကလက်တယ်တရက်ခံဟာစစ်တပ်ကသာအဆက်ဆက်လုပ်နေတာဖြစ်ပြီးအခုကမှလည်းတည်င်းတူတည်င်းအမှားတွေနဲ့စစ်ကောင်စီကလူမျိုးရေးပဋိပက္ခဖြစ်အောင်လုပ်နေတာဖြစ်တယ်လို့အရခတတော် AA ကပြောထားပါတယ်ခင်ဗျ ီတခါဆက်ချင်တာကတော့ရေကုန်မြို့မှာပြည်သူလူထုကိုနှီးမျိုးစုံနဲ့ဖိနှိပ်ချိန်ချောက်နေတဲ့အချက်ပစကောက်စီခန့်အုတ်ချုပ်ရင်းမှုတွေရဲ့အချက်လက်တွေကိုတောင်းခံတဲ့အုတ်ကြီးကမ်ပိန်းပြုလုပ်မှာဖြစ်တယ်လို့တော်လိုင်းအင်အားစုတွေကရန်ကုန်ခေတ်တိကိုပြောပါတယ်လက်ရှိမြန်မာနိုင်ငံတော်ကနေမင်းတွေကိုအကြီးအကျယ်လက်လွတ်ဆုံးရှုံးနေရတဲ့အချက်ပစကောက်စီဟာသမိုင်းဝင်အရှုံးတွေကိုရင်ဆိုင်နေရတဲ့အခြေရန်ကုန်မန္တလေးနေပြည်တော်လိုမြို့ကြီးတွေကိုဆက်လက်ထိန်းချုပ်နိုင်ဖို့အသေးအတန်စူးစမ်းနေတဲ့နေရာမှာ အရေးကြီးဆုံးနေရာကနေစစ်ကောင်စီကအုပ်ချုပ်ရေးမှုတွေကပါဝင်နေကြတယ်ဆိုပါလေအဲ့ဒီရက်ရွာအုပ်ချုပ်ရေးမှုတွေကပဲအချက်ဖက်စစ်ကောင်စီရဲ့မြို့ကြီးတွေကအုပ်ချုပ်ရေးနဲ့ဖိနှိပ်မှုရန်ရာလက်ပတ်နိုင်အောင်လှုပ်ဆောင်ပေးတဲ့သူတွေဖြစ်တဲ့အပြင်နောက်ဆုံးစစ်ကောင်စီအတွက်လူငယ်တွေကိုစစ်သားအသစ်တွေပါစူဆောင်းပေးပြီးအကြီးစားတောက်တိုင်တွေအဖြစ်ပါဝင်နေကြတယ်လို့တော်လိုင်းရေးအင်အားစုတွေကဆိုထားပါတယ်အဲ့ဒီအတွက်လက်ရှိရန်ကုန်မြို့ကစပီးအုပ်ကြီးကမ်ပိန်းအနေနဲ့ပြည်သူတွေကို ပြိနေချင်းချောင်းနေတဲ့စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှုတွေရဲ့အချက်လက်တွေပေးပို့ကြဖို့တော်လိုင်းအင်အားစုတွေကတောင်းခံတာဖြစ်တယ်လို့ဆိုထားပါတယ်။လက်ရှိမှာလေလူလူရဲ့တော်လန်စိတ်တော်လန်မှန်ကြောင့်ခိုင်မာအကောင်းပါတယ်ဆိုတဲ့အချက်ပဲစစ်တပ်နဲ့အာဏာရှင်စစ်ကောင်ဆောင်တွေရဲ့ပြုံလဲကြရှုံးမှုတွေကိုမြင်တွေ့နေရပြီဖြစ်တဲ့အတွက်ရေရော်ထဲမှာစစ်ကြုံတပတ်အုပ်ကြီးတွေကိုပါရန်ကုန်လူလူတရလုံးကပြင်းပြင်းထန်ထန်ဆန့်ကျင်ပြီးဖက်စစ်ရန်ရအကိုအဆုံးနိုင်ဖြိုချကြဖို့လိုအပ်နေပြီဖြစ်တာကြောင့် ဖက်စစ်ရန်ရာကိုလူလူအားနဲ့ဖြိုချကြအုတ်ကြီးကမ်ပိန်းကိုရန်ကုန်ခြေစိုက်လူလူတပိတ်အစုအဖွဲ့ကနေဥဆောင်ပြုလုပ်နေပြီးပြည်သူတွေအားလုံးကလည်းအုတ်ကြီးကမ်ပိန်း Telegram page မှာအုတ်ကြီးတွေရဲ့တင်အချက်လက်တွေကိုပေးပို့ကြဖို့ရန်ကုန်မြို့ပြတော်လှန်ရေးအင်အားစုရဲ့တာဝန်ရှိသူတို့ကအတိပေးပြောဆိုထားပါတယ်ခင်ဗျာဟုတ်ကဲ့တကရောင်ခေတ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့တော့ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငံပါ